ထိုင်းနိုင်ငံမှာနားထုခုဆရာဝန်ကြီးများကဗိမ်မြို့မှာနားရောဂါဝေဒနာခံစားနေရသူများကို အခမဲ့လာရောက်စံသက်ကူတာပေးခဲ့ပါတယ်။ထိုင်းနိုင်ငံမှာအထုခုဆရာဝန်ကြီးနဲ့တူနာပြု24ဦးမှာမြန်မာနိုင်ငံမှာအထုခုဆရာဝန်ကြီး6ဦးနဲ့အတူပူးပေါင်းပြီးဗိမ်မြို့ပြည်သူ့စေယုံကြီးမှာဩဂတ်လ9ရက်နေ့မှ9ရက်နေ့အထိ3ရက်အခမဲ့စံသက်ကူတာပေးလျက်ရှိရာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ ES Surgery Mobile Unit ESMU အဖွဲ့မှမြန်မာနိုင်ငံရှိမျိုးများတို့အခမဲ့လိုက်လံကူတာပေးနေပြီးယခုနှစ်မှာဗိမ်မြို့ကိုရွေးချယ်ပြီးအခမဲ့ကူတာပေးခြင်းဖြစ်ကြောင်းသိရပါတယ်။ ီလိုဆောင်ရွက်မှုနဲ့ပတ်သက်ပြီးကုသပေးရမှာပါဝင်တဲ့သူတို့ကလည်းအခုလိုပြောပါဗျ။ဟိုထိုင်းမြန်မာချစ်ကြည်ရေနောက်တစ်ခုကသူက ER surgery mobile team ပေါ့ ESME ဖွဲ့ကသူကမြန်မာတိုင်းငံလုံးကိုသူတို့သွားနေတယ်။သွားနေတဲ့အချိန်မှာဒီနှစ်ကသူတို့မြေကိုရွေးတယ်ပေါ့။မြေကိုရွေးတယ်မြေရှိုံကြီးကိုလာဖို့စီစဉ်ထားတယ်။စီစဉ်ထားပြီးတော့သူတို့စီစဉ်ဖြစ်မြောက်လုပ်ပြီးတော့လာတယ်။ထိုင်းကဆရာဝန်ကြီးဆရာဝန်ကြီးပါဝင်ဆရာဆရာမတွေအကုန်လုံး24ယောက်ဖွဲ့လာတယ်။ လူနာကြည့်တယ်လူနာကြည့်ပြီးတော့ဥမာသူတို့အဖြစ်အဖြစ်များတဲ့ယောဂါတွေပေါ့အဖြစ်များတဲ့လူယောဂါတွေကကျွန်တော်နားနားစီပောက်တယ်နားပြီယူတယ်ဒါမျိုးဆိုရင်သူကနားစီပြန်ဖာပြေးတယ်အုံနောက်ထဲပြီးပြီးရောက်နေရဆိုရင်ဥကောင်းကိုဖွင့်ထုတ်တယ်ပေါ့လားပေါ့ Masterider Demi ဆိုတာဒါသူတို့ရဲ့နားခွဲစိတ်ကူတာမှုလုပ်ပေးတယ်အကြအယုံဆန်းရမယ့်လူတွေအကုန်လုံးနားကြအယုံဆန်းပေးတယ်နားကြကြိယာသုံးမှုလို့ရင်နားကြကြိယာပေးလိုက်တယ် ESM မြို့အဖွဲ့မှာမြန်မာနိုင်ငံအရေးရရှိနေရာ17နေရာမှာကုသပေးခဲ့ပြီးဘဲမြို့မှာ12နေရာအဖြစ်လာရောက်ပြီးကုသပေးခြင်းဖြစ်ပါတယ်။ဘဲမြို့မှာဆောင်ရွက်ပေးနေတဲ့နားကုသမှုအစီအစဉ်ကိုမြန်မာနိုင်ငံရှိတာမွေနားနှခေါင်ဦးကောင်းလှေချောင်းအထူးကုဆေးရုံကြီးမှာတွဲဖက်ပါမောက်ခဒေါက်တာခင်ဆန်းလွင်ဦးဆောင်သောအဖွဲ့နဲ့ထိုင်းနိုင်ငံမှာဆရာဝန်ကြီးများဦးဆောင်အဖွဲ့မှကုသပေးနေပြီးလူနာရေးအတွက်ကိုလည်းကန့်သက်ထားခြင်းမရှိဘဲစံသက်ကုသပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။